င်္ဂလာပါရှင်။တနင်္လာနေ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကို Dwell Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ Tiki ရွာကိုဆရာနာရှင်တက်ကလီရင်နဲ့ဘုံအလုံး၄၀ကျော်ကျဲချတဲ့တင်။ရေးတော့ရဲ့ကားလန်းလော့တိုင်းရွာနာမှာနှစ်ဖက်ပြတ်ခတ်တဲ့အခြေအနေ။တနင်္လာနေ့မျိုးနဲ့ကန်းတို့ရွာဟောင်းမှာဆရာနာရှင်တက်ကမြေမြုံမိုင်းတွေထောင်ပြီးပြန်ဆုတ်တဲ့တင်။ ရွာလုံးကျွတ်စစ်ပေးဆောင်နေရတဲ့ရေဖြူမြို့နယ်စာတီရွာမှာအစင်လာမပြတ်ဗုဒ္ဓကျမ်းစာတွေရုပ်ဖက်ပူဇော်တဲ့အကြောင်းဆရာနာရှင်တက်ကဖန်ထားတဲ့တင်းနှိုင်းဒေတာခန်28ဦးတဲက22ဦးပြန်လွတ်တဲ့အခြေအနေတစ်ပင်ခုံရင်ပြည့်ရစိတ်ကြိုက်ခံရလို့ထိုင်းနိုင်ငံသားတအူးသိမ်းဆုံးတဲ့အကြောင်းစားတဲ့တဲ့င်းတွေကိုနားဆင်ရမှာပါရှင် ကရင်မျိုးသားစီရင်ခင်းယူတမဟာလေးထိန်းချုပ်ထားတဲ့ထီခီရွာကိုဆရာနာရှင်လေးတက်ကဝိုင်တွဲလျင်နဲ့ဒီကနေ့အော်တိုဘားလ၈ရက်နေ့မနက်အစောပိုင်းမှာအချိန်ချင်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ခင်းယူတမဟာလေးမြစ်တဝဲခရိုင်စီကသိရပါဗျ။ဒီသတင်းကိုတော့ဒွဲဝက်ရှ်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ကရင်မျိုးသားစီရင်ခင်းယူတမဟာလေးထိန်းချုပ်ထားတဲ့ထီခီရွာကိုဆရာနာရှင်လေးတက်က ဝိုင်တွဲလေရင်နဲ့ဒီကနေ့အော်တိုဘာလ၈ရက်နေ့မနေ့စောပိုင်းမှာအချိန်ချင်းဘုံကျဲတက်ခဲ့ခဲ့တယ်လို့ကင်းယူတက်မာလေးမြေတဝဲခရိုင်စီကသိရပါဗျ။ဒီကနေ့မနေ့၈နိုင်ကျော်ကစလို့ဝိုင်တွဲလေရင်နဲ့ဆယ်ကျေလောက်ဘုံကျဲတက်ခဲ့ခဲ့ပြီးဘုံဒီအလုံးရင်၄၀ကျော်ကျဲချတက်ခဲ့ခဲ့တယ်လို့ကင်းယူတက်မာလေးမြေတဝဲခရိုင်တွင်းရင်မှုဘရိုစောအဲနာကပြောပါဗျ။တိုက်ပွဲဖြစ်ပွားတာမရှိပဲတိကိရွာတဲ့ကိုဘုံကျဲတက်ခဲ့ခဲ့တာဖြစ်ပြီး လေကြောင်းတက်ခဲမှုမှာအရသာထိခိုက်ဒဏ်ရာရရှိမှုကိုတော့မသိရသေးပါဘူး။နေအဆောက်အအုံတွေတော့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ကင်းယူထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့ဘလောက်ထိခိုက်မှုရှိလဲဆိုတာတော့ဖော်ပြမထားသေးပါဘူး။တဝိုင်းခရိုင်နဲ့ထိစနေတဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နိုင်အတော်စခန်းကလွယ်ပြီးထိခိနယ်စပ်ကုတ်တော်ရေးစခန်းပါဝင်စစ်ကော်မရှင်လက်အောက်ခံတပ်စခန်းတွေကိုကင်းယူလက်အောက်ခံကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ်ပြည်ထောင်ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက2025ခုနှစ်မှာတိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ဧပြီလ19ရက်နေ့မှာထိထစခန်း၊မေလ9ရက်နေ့မှာထိခိနေစစခန်း၊ဇွန်လ10ရက်နေ့မှာဘော်ဒီစခန်းနဲ့ဇူလိုင်လ9ရက်နေ့မှာတော့ဒုက္ခစခန်းတွေကိုကရင်အလေအနဲ့တွန်လိုင်းရေးမဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းယူခဲ့ပြီးထိုင်းမြန်မာထိခိနေစဒေသတခုလုံးကို KNU ကထိချုပ်ထားပါတယ်။ ရေဖြူမျိုးနဲ့ကလင်အောင်မျိုးနဲ့မလွှဲတောင်ကြမှာရှိတဲ့လော့တန်းရွာနာမှာဒီကနေ့မနေ့ပိုင်းကဆရာနာရှင်တန်းနဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တို့ထိတိပြစ်ခတ်မှုဖြစ်တယ်လို့သိရပါဗျ။လော့တန်းရွာဟာရေးတဝဲပြည်တော်စုကားလန်းပေါ်မှာတည်ရှိတာပါ။မိနစ်30လောက်အကြာပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်အခြေအနေပြောင်းညင်နေပြီးလမ်းပိုင်းမှာလည်းပုံမှန်သွားလာနေဆဲဖြစ်တယ်လို့လမ်းပိုင်းမှာရှိတဲ့ဒေသခံတအူကပြောပါဗျ။ အဲ့ဒီလမ်းပိုင်းမှာစည်ရေးလှုပ်ရှားမှုလုပ်နေတဲ့မွန်ကရင်တဝဲတော်လှန်ရေးအင်အားစုကဒေါနာစစ်ကြောင်းတုံးစစ်ကြောင်းမှုကိုမေးမြန်းရမှာတော့ထိတွေ့မှုရှိခဲ့တယ်ဆိုတာကိုအတည်ပြုနိုင်ပြီးနှစ်ဖက်ထိခိုက်မှုကိုစုစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။လက်တလောမှာဆ ਿਆ နာရှင်တပ်သားတရာကျော်ကရေးတဝဲကာလန်ပိုင်းရောက်ဖူးရွာတင်မှာနေရာယူထားပြီးပြီးခဲ့တဲ့စက်တင်ဘာလဆန်းအထိစည်ရေးတင်မှာခဲ့တဲ့အပြင်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။စီရင်တင်းမှခဲ့တဲ့အတွက်ရရှိကားလမ်းပိတ်ခဲ့ပြီးအဲ့ဒီလမ်းပိုင်းမှာရှိတဲ့ဒေသခံတွေထွက်ပြေးခဲ့ရပါတယ်။ စက်တင်ဘာလနောက်ပိုင်းမှာတော့စစ်ဘေးရှောင်ချိုနေရပြန်လာကြတယ်လို့ရွာသားတွေစီကသိရပါဗျ။တိုက်ပွဲတွေတလဝန်းကျင်ကြာညင်တက်ပြီးတဲ့နောက်ဒီနေ့မှာတော့နှစ်ဖက်ထိတွေ့ပစ်ခတ်မှုပြန်ရှိလာတာလို့တလိုင်းအင်အားစုတွေစီကသိရပါဗျ။တနင်္လာရီမျိုးနဲ့ကန်းတိုရွာဟောင်းကနေပြန်ဆုတ်သွားတဲ့စစ်အနာရှင်တပ်ကဥယျာဉ်ခြံတွေထဲမြေမြုံမိုင်းတွေထောင်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့နဲ့နှိဆက်သူတချို့စီကသိရပါဗျ။ဒီတဲ့တင်းကိုတော့ဒွေဝက်အဖွဲ့သားတူဦးကပြောပြပေးသွားမှာပါ။ ကရင်နိုင်မျိုးနဲ့ကန်တိုရွာဟောင်းကောင်းနေပြန်ဆုပ်သွားတဲ့ဆရာနာရှင်တကဥယျာဉ်ချန်နေတဲ့မိမျိုးမိုက်တွေထောင်းရတယ်လို့တော်လိုင်းတပ်ဖွဲ့နဲ့နီစာတို့ချိုစီက သိရပါတယ်။အော်တိုဘာလာတိုရင်ကကန်တိုရွာဟောင်းဖက်ကိုဆရာနာရှင်တကစစ်ကြောင်းထုတ်လာခြင်းတော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာပါ။တိုက်ပွဲဖြစ်ပြီးနောက်တည့်ရက်ဖြစ်တဲ့အော်တိုဘာလာလေးရင်မှာတော့ဆရာနာရှင်တကရန်ပူရွာဖက်ကိုဆုတ်ခွာသွားတယ်လို့ ကွန်လိုင်းတန်တဲ့နေစာသူတို့ကပြောပါတယ်။အဲဒီဆရာနာရှင်တပ်ပြန်ဆုတ်သွားပြီးတဲ့နောက်ဒေါ်လိုင်းတပ်တွေနေမီရှင်လေးချေဆုတ်သွားတဲ့အကန်တွေမှာမြေမြို့မိုက်တွေ ထောင်ခဲ့တာကိုတွေ့ရတယ်လို့ပြောပါတယ်။ဆရာနာရှင်တန်တဲ့တိုက်ပွဲဖြစ်တဲ့ကန်တိုရွာဝန်ကျင်ကဦးရင်ချန်လေးထေမြေမြို့မိုက်တွေ တွေ့ခဲ့တာဖြစ်ပြီးဒေါ်လိုင်းတပ်တွေသွာလာနိုင်တဲ့လူသွာလန်းတစ်ဆောင်နဲ့ ချောက်ကနာကနေတွေတာမာထောင်းခဲ့တယ်လို့တင်းင်းသားပြည်သူကာကွယ်အဖွဲ့ဇိုသောတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။အခုလက်ရှိမှာမြို့မြို့မိုင်းစစ်တလို့လောက်တွေ့ထားပြီးနောက်ထပ်မိုင်းတွေကိုအခြေပေးပြီးလက်ရှာရှင်းလင်းဖို့လိုနေတဲ့အပြင်ပြည်သူတွေနေထိုင်ဖို့အဆင်ပြေတဲ့အနေအထားမှမရှိသေးဘူးလို့အဲ့ဒီတပ်ဖွဲ့ဝင်ကပြောပါတယ်။ တိုက်ပွဲဖြစ်လို့အချားရွာသွန်းရွာကနေကန်တွန်းရွာဟောင်းကိုဆက်ရှောင်းလာတဲ့ပြည်သူ900လောက်ဟာလေတခြားဒေသကိုထပ်ပြီးထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ရေဖြူမျိုးနဲ့ကံပေါက်တိုက်နယ်စတီရွာမှာအခုနှစ်တည်င်းကျုပ်ကာလမှာဗုဒ္ဓဝင်ရှီမာလဲဝတ္ထုဝေတန္တရာဇတ်တော်နဲ့အဘိဓမ္မာရုပ်ဖတ်ပူဇော်ပွဲကိုအစဉ်အလာမပြတ်ကျင်းပခဲ့ပါတယ်။ ောက်တိုဘာလ၄ရက်နေ့ကနေ9ရက်နေ့အထိအစဉ်အလာအတိုင်းကျန်းစာအုပ်တွေကိုပူဇော်ရုပ်ဖတ်သူ၂၀လောက်ကဘုန်းကြီးကျောင်းမှာညအိပ်ပြီးလာရောက်ရုပ်ဖတ်ပူဇော်ခဲ့တယ်လို့ဆိုပါရတယ်။အရင်က3ရက်ဆက်တက်ညာလုံးပေါက်ရုပ်ဖက်ပူဇော်ကြပေမဲ့လည်းအခုနှစ်မှာတော့ရုပ်ဖက်မဲ့သူတွေကစစ်ပေးရှောင်နေတာကနေလာရောက်ရုပ်ဖက်ရတဲ့အပြင်တရက်စင်မီလည်းဖြတ်တောက်ခံထားရတဲ့အတွက်ည7နာရီဝန်းကျင်အထိပဲညစဉ်ရုပ်ဖက်ခဲ့တယ်လို့ရုပ်ဖက်ပူဇော်ခဲ့သူတို့ကပြောပါရတယ်။ ရုပ်ဖက်ပူဇော်ပွဲအတွက်ပြင်ဆင်ရတဲ့ထီအစင်းတထောင်၊တခုကုတ်ကားတထောင်၊ကြာပန်းတထောင်ကိုတော့ပြည်စုံအောင်စီစဉ်နိုင်ခဲ့တယ်လို့ရုပ်ဖက်ပွဲလာရောက်သူတွေကဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကကံပေါရေကန်တောင်တိုက်ပွဲပြီးတဲ့နောက်ဆီယနာရှင်တက်ကအင်ဟာအလုံးရင်းနဲ့စစ်ကြောင်းထိုးခဲ့တဲ့အတွက်စာတီရွာမှာရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီးဆီယနာရှင်တက်ကရွာနားမှာပဲဆက်ရှိနေတာကြောင့်ရွာသားတွေဒီနေ့အထိနေရပြန်မနေရကြသေးဘူးလို့သိရပါဗျ။ ဒါအပြင်အခုနှစ်ဆန်းကစပြီးဇာတိရွာကိုဆင်းရနာရှင်တက်ကလျှက်စစ်မီဖြတ်တောက်လိုက်တဲ့အတွက်လျှက်စစ်နဲ့အင်တာနက်ပြတ်တောက်နေတာ6လကျော်ကြာပြီဖြစ်ပါတယ်။ရှင်မာလဲဝေသန္တရာရုပ်ဖက်ပွဲကိုဇာတိရွာအပြင်ဒဝခရိုင်ထဲမှာရှိတဲ့တရချောင်းမြို့နယ်ညောင်စင်ရွာနဲ့ရေဖြူမြို့နယ်ကောင်းမှုရွာတို့မှာလည်းနှစ်ဆင်ပြုလုပ်ကြပြီးအဲ့ဒီရုပ်ဖက်ပွဲတွေရဲ့တက်တန်းဟာ250နဲ့အထက်ရှိတယ်လို့ပွဲစီစဉ်သူတွေစီကသိရပါတယ်။ တနင်္လာရီမျိုးနဲ့ကန်တိုရွာဟောင်းကနေစစ်ကြောင်းထိုးတဲ့လမ်းတစ်လျှောက်ဖမ်းဆီးထားတဲ့ပြည်သူ28ဦးတည်းက22ဦးပြန်လွတ်လာတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဖမ်းဆီးထားသူတွေထဲက22ဦးကိုအော်တိုဘားလ6ရက်နေ့ညနေပိုင်းမှာစစ်အာဏာရှင်ရဲ့အမှတ်959ချင်းမြတ်တရင်ကနေဗန်လုံမွရွာကိုကားနဲ့တင်ဆောင်ပြီးပြန်လွတ်လိုက်တာလို့အဖမ်းခံရသူတွေနဲ့နှိဆက်သူတဦးကပြောပါဗျ။ကျန်တဲ့အသက်20ဝန်းကျင်အရွယ်အမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးကိုတော့ပြတ်မလွတ်သေးဘဲဆက်ဖမ်းထားတယ်လို့ဆိုပါရတယ်။ စက်တင်ဘာလ3ရက်နေ့ကကန်းတို့ရွာဟောင်းဘက်ကိုဆီယနာရှင်တပ်ကစစ်ကြောင်းထိုးလာချင်းကန်းတို့ရွာဟောင်းဘက်ကနေကန်းတို့ရွာဘက်ကိုဈေးဝယ်ဖို့လေနဲ့ကူးလာတဲ့ပြည်သူ20ဦးဝန်းကျင်ကိုဖမ်းဆီးခဲ့တယ်လို့ဥယျာဉ်ခြံတွေထဲမှာရှိတဲ့ပြည်သူတွေကိုလည်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲ့ဒီဒေသခံတွေကိုဖမ်းဆီးထားချိန်မှာတဦးချင်းကိုတနင်္လာစီခွဲပြီးစစ်ဆေးမြင်းမြန်းခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်။စက်တင်ဘာလ3ရက်နေ့ကကန်းတူရွာဟောင်းကိုဆီယနာရှင်တပ်သားတွေစစ်ကြောင်းထိုးလာလို့တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ ဘန်ကောက်မြို့အနီးစမုတ်ပရာဂန်ပြည်နယ်မှာရှိတဲ့စိုက်ပျိုးမွေးမြူရေးခြံတစ်ခုမှာတစ်ပင်ခုံနေတဲ့ထိုင်းလူမျိုးအလို့သမားတဦး PSA ကိုက်ခံရပြီးတိတ်ဆုံးမှုအော်တိုဘာလ၈ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ဒီတည်င်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ဘန်ကောက်မြို့နာကစမုတ်ပရာဂန်ပြည်နယ်မှာရှိတဲ့စိုက်ပျိုးမွေးမြူရေးခြံတစ်ခုမှာတစ်ပင်ခုံနေတဲ့ထိုင်းလူမျိုးအလို့သမားတဦးပွဲစိတ်ကိုက်ခံရပြီးတိတ်ဆုံးမှုအော်တိုဘာလ၈ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ တေဆိုသူဟာအသက်39နှစ်အရွယ်အကပန်တီယာဖန်ထောင်ဆိုသူထန်းမျိုးချံအလို့သမားတူပဲဖြစ်ပါတယ်။အခင်းဖြစ်တဲ့နေ့ကအကပန်နဲ့နောက်ထပ်အလို့သမားတူကိုခြံထဲကငါးမွေခံပြီးမှတစ်ပင်တွေခုတ်ပြီးဖို့လှုပ်ရှင်ကညွန်ကြားခဲ့တာပါ။ ဧကပန်ဟာတစ်ပင်မောတက်ခဲ့ပြီးတဲ့နောက်မကြာမီသူ PSC ကက်ခန်းနေရတယ်လို့နာကျင်စွာ အော်ဟစ်ပြောဆိုခဲ့ပြီးပြန်ဆင်းဖို့လိုနေချိန်မှာညီကြီးမော်ယုတ်တိရပြောကြားသွားခဲ့တယ်လို့ဆိုပါတယ်။လို့ရှင်တဲ့အခြားလူသမားတွေကသူ့ကိုယူစီဘူးပေးပြီးရင်းနဲ့မျက်နှာကိုတို့ပေးခဲ့ပြီးမဲ့တက်ပြီးတတိမိတ်သွားခဲ့တဲ့အတွေ့ကဲစေးသမားတွေကိုဖိုးဆက်ခေါ်ပြီးမဲ့လေတိတ်မကြခင်တိတ်ဆုပ်သွားခဲ့တယ်လို့ဆိုပါတယ်။ သူသေးဆုံးချိန်မှာခန္ဓာကိုယ်ပေါ်ပွဲစိတ်ကြရအမှန်သားတွေကလွေပြီးအခြားပြင်းထန်တန်းအကြီးကြီးမမရထားတာမတွေ့ရဘူးလို့ဆိုပါတယ်။ရင်ခွင်းဆက်စီပြီးနောက်မှာတော့သူဟာပွဲစိတ်တွေရဲ့အစီအကြောင်း အသက်သေဆိုးလောက်တဲ့တံပတက်မှုကိုခံစားရတာလို့ယူဆကြပါတယ်။သေဆိုးသူအကပိုင်းရဲ့မိခင်ကလည်းသူ့သားသေဆိုးမှုနဲ့ပတ်သက်ပြီးအလို့ရှင်ပေါ်တန်တရားမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။ အခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Wash အဖွဲ့သားတွေကဆုမောကောင်းတောင်းအပ်ပါတယ်ရှင်။